စကိုင်းတိုင်းစလင်းကြီးမြို့နယ်အပါချင်းတွင်းမြို့ကျောင်းအတိုင်းဆန်တက်လာတဲ့စစ်ကောင်စီတင်မောတွေကိုဇွန်လ28ရက်နေ့လယ်2နာရီလောက်မှတိုက်ခိုက်ခဲ့တယ်လို့ရေးမပင်ခရိုင်တရင်ကို EDS ကော်လန်စီကသိရပါဗျ။စစ်တမောနှစီနဲ့ဖလက်ခွန်မော်တော်ကူးစီးဆန်တက်လာခြင်း3စီးမြောင်းနဲ့5စီးမြောင်းဖလက်ခွန်ကိုလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့ရာအပြန်အလှန်ပစ်ခတ်ချိန်တနာကြီးကြာမြင့်ခဲ့တယ်လို့ရေးမပင်ခရိုင်တရင်ကို EDS ကော်လန်ရဲ့စစ်ကြောင်းမှုကဆိုပါတယ်။မော်တော်တော်တော်များတယ်14စီးလောက်တော့ရှိတယ်မော်တော်ကကြီးကြပါဗျ။အဒီ ဘတော်သမီးကြီးဒီကြောက်တော့နှစ်ခုခွဲလာရပထမပထမခုနကဒီတလုံးနဲ့နောက်ကကျန်တဲ့ဟာတလုံးနဲ့နှစ်ခုခွဲလာတာကျွန်တော်ပထမအတုတ်ကိုကျွန်တော်တွတ်ပေးလိုက်ရပါဗျာအမှလုံးလို့မရအောင်သူကျစ်တာပဲခံရတာပါဒုတိယအတုတ်အားစီးမြောင်မှာကျွန်တော်တို့ပိုင်းဖို့ပေါ့တော့လက်နဲ့ကြီးဖူးရပါဗျာလက်နဲ့ရှေ့ပြောင်းတုံးပြောင်းနဲ့ကျွန်တော်ရင်ဆက်ပြီးတော့ဒီမဟာမိတ်တွေနဲ့ကျွန်တော်တို့လက်နဲ့ငယ်နဲ့ကျွန်တော်တို့ပူပေါင်းတိုက်ခိုက်ခဲ့တာပေါ့မှာသုံးစီးမြောင်နဲ့ငါးစီးမြောင်မှာကျွန်တော်တို့ပြစ်ခဲ့တယ်မိဘက flag ကတော်တော်ကြီးကိုမျိုးလိုက်တော့လို့ကျွန်တော်တို့ကရောက်တော့အဲ flag ကို ဘေးကနေနှစ်စီးပူးပြီးတော့တွဲခေါ်ပြေးသွားတယ်ကအဲ့ဒီစစ်ကောင်စီရေရင်တွေဟာ ARD မြေကျောင်းမှာဆက်တက်လာပြီးဇွန်28ရက်ညကစင်ပြူရှင်တရားအနည်းများအရင်နာခဲ့ပြီးနောက်ဇွန်လ28ရက်မနေ့အစောပိုင်းဆက်လက်ထွက်ခွာလာရမှာပြစ်ခတ်ခဲ့ကြတာဖြစ်ပြီးညနေ9:00လောက်မှာမုံရမျိုးရှိအုံးမေစေကန်းကိုရောက်ရှိသွားတယ်လို့ဆိုပါတယ် ်လေးကြာပြီးအော်ဖော့ကနေကျွန်တော်တို့စောင့်လိုက်နှစ်ရက်သုံးရက်လောက်ကိုကျွန်တော်တို့စောင့်လိုက်ရတယ်ကျွန်တော်တို့စီရောက်ဖို့လေမကန်နေရနေအဲကရုတ်ချင်းတူပြီးစောင့်ပြရတော့ဟိုအုပ်ပင်စိတ်မှာနားပြီးပစ္စည်းချင်းပြီးခက်ကျန်းတတ်ဖို့ကများပါတယ်ကျွန်တော်မင်းကင်းဘက်လောက်ရှိသေးတယ်လေအဲ့ဒီတိုက်ခိုက်မှုကို North Western Bay Defense Force NWBDF အနာမြောက်ဒေသပြည်သူ့ကော်ရေးတပ်ရမမေခရယာ MQ တရင်ရဲ့ PDS ကော်လန်နဲ့မာမိတ်တပ်ဖွဲ့ဝင်တွေကပြုလုပ်ခဲ့ကြတာပါစစ်ကောင်စီတပ်ရဲ့ရင်းရင်တွေဟာမိုးရသည့်မြေတကြိမ်တွေရောက်ရင် တနည်းကငါးခေါင်အနေဆုံးကူးတန်းလေးရှိပြီးဒေတာရင်းမာမေးတပ်ဖွဲ့တွေက အလုမခံပဲစောင့်ကြည့်ပစ်ခတ်လေးရှိတယ်လို့လည်းသိရပါဗျ။ကာကွယ်ရေးတပ်တွေပစ်ခတ်ဖို့စောင့်နေခြင်းအတွင်းမှာလည်းစစ်ကောင်စီရဲ့စစ်တပ်လေးကြီးနှစီးပေါ်ကနေချင်းမင်းမြင့်တပေးကတရက်ကိုင်းအောင်ချမ်းသာနှော်ဘူးကြီးရွာတွေကိုဘုံငါးလုံးထပ်မင်းကျေးချခဲ့တာဖြစ်ပြီးကြေးရွာနေတွေပေါ်ကြားရောက်ပောက်ခွဲခဲ့ပါဗျ။ဘုံကြားရောက်ပောက်ခွဲတာကြောင့်တရက်ကိုင်းကြေးရွာနေအသက်60နှစ်ခန့်အမျိုးသား၂ဦးနဲ့အသက်20နှစ်ခန့်အမျိုးသား၃ဦးနေအိမ်မှာတည်ဆုံးခဲ့ပြီး နောက်ထပ်အသက်60ဝန်းကျင်ရှိအမျိုးသားတအူးမှာတန်ရာပြင်းထန်လို့ဆေးရုံကိုပို့ဆောင်ကူတာစဉ်ထပ်မံတည်ဆုံခဲ့တာကြောင့်တည်ဆုံသူ၄ဦးရှိခဲ့တယ်လို့သိရပါဗျာ။